အားလုံးမင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဒီနေ့ဒီပြည်မှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Telegram ကိုအသုံးပြုလာတာကြာလာလို့ Telegram ထဲမှာကျွန်တော်တို့ကိုကြည့်ခဲ့တဲ့ဗီဒီယိုတွေများနေတယ်ကိုရဲ့ story တွေများနေလို့ကျွန်တော်တို့ internet line ဆွဲရတယ်မကောင်းတော့ဘူးဖုန်း memory တွေပြည့်နေတဲ့ဆိုတဲ့သူတွေအတွက် Telegram account ထဲမှာကြည့်ခဲ့တဲ့ဗီဒီယိုတွေကြည့်ခဲ့တဲ့ story တွေအသုံးပြုခဲ့တဲ့ကျွန်တော်တို့အမ memory တွေကိုရှင်းထုတ်မဲ့နီလန်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒီနီလန်းလေးကိုဘယ်လိုလုပ်ရမလဲဆိုတာသိခြင်းရောနော် ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ Okay ပါပထမဆုံးအနေနဲ့ Telegram software လေးတွေကိုဝင်လိုက်ပါခင်ဗျာ Telegram နဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဘယ်ဘက်အပေါ်တောင်းမှာရှိတယ်မီနူဘားလို့ခေါ်တဲ့မြင်းသုံးချောင်းလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါဒီရင်တော့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ setting လေးတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်အပေါ်ကိုဆွဲတင်ပြီးတော့ setting ထဲမှာရှိတဲ့ data and storage ထဲကိုထပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာ data and story တွေကိုရောက်ပြီဆိုရင်တော့အပေါ်ဆုံးမှာရှိတဲ့ story usage ဆိုတာကိုနှိပ်ပြီးတော့ဝင်ပေးရပါမယ်။ဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ story usage မှာဆိုရင်တော့အနောက်မှာပြထားပါတယ်။အပြာရောင်စာတမ်းလေးနဲ့15.08 kit 55 kit တောင်မှရှိပါတယ်။ Okay ပါကျွန်တော်တို့เนี่ยဒီ story တွေကိုရှင်းဖို့အတွက်ဆိုရင်တော့ story usage ကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်။ပြီးရင်တော့ဒီမှာဆိုရင်တော့ video ဆိုရင်တော့ကျွန်တော်တို့ အဲ7ကရှိမယ် profile photo တွေဆိုရင်တော့3ကရှိမယ်တခြားဟာတွေဆိုရင်လည်းကျွန်တော်ဓာတ်ပုံတွေအများကြီးပေါ့နော်ဒီမှာ3ကတွေရှိမယ်129.31မဂါဘိုက်တွေရှိမယ်ဒီမှာအများကြီးရှိပါတယ်ကျွန်တော်က15ကကြီးတောင်ရှိနေတဲ့အတွက်ကျွန်တော်ဖုန်းမှာအဲမလို့ app နဲ့ကျွန်တော် story ပြနေတာတွေလည်းဖြစ်နိုင်ပါတယ်နောက်ပြီးတော့ကျွန်တော် Telegram မှာ video တွေကြည့်တဲ့အခါအဝိုင်း layer မျိုးတွေ line ထစ်တာမျိုးတွေလည်းကျွန်တော်တို့နဲ့ကြုံရနိုင်ပါတယ်ဆိုတော့ကကျွန်တော်တို့ net ဒီအဲကိုကြည့်ပြီးသား video လေးတွေဒါမှမဟုတ်ကိုတုံးခဲ့တဲ့အဲ story တွေကိုပေါ့နော်ကိုအနေနဲ့အမြင်မအစင်မပြတ်ကျွန်တော်တို့နဲ့ချင်းထုတ်နေဖို့လိုပါတယ်ဒါမှဒါကိုရဲ့ phone ဒီ internet line ကောင်းတာလေကိုရော story ပြည့်တာတွေမဖြစ်တော့မှာဖြစ်ပါတယ် okay ပါ story ချင်းဖို့အတွက်ဒီမှာရှိတဲ့အပြာရောင်စာတန်း clear cut ဆိုတာကိုနှိပ်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ကျွန်တော်တို့နေဒီမှာအနီရောင်စာတန်း clear cut ဆိုတာကိုဆက်နှိပ်ပေးလိုက်ပါ โอเคပါဒါဆိုရင်တော့ကျွန်တော်အနေနဲ့စကနာလေးစောင့်ပြရမှာဖြစ်ပါတယ်။တရားရာဂိုင်းတော့ပြအောင်စောင့်ပြီးပြီဆိုရင်တော့ကျွန်တော် story တွေကိုအနည်းနဲ့အများကျွန်တော်ရှင်းထုတ်ပြီးသွားပြီပေါ့နော်။ဒါဆိုရင်တော့ဒီညမှာမရှိတော့ပါဘူး။စိမ့်ရောင်အမှန်ကျကလေးနဲ့ story clear ဆိုပြီးတော့ပေါ်လာပါပြီ။ဒါဆိုရင်တော့ကျွန်တော်အနေနဲ့ပြန်ထွက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းဒီပုံမှာ story use မှာကျွန်တော် 15k ဆိုတာမရှိတော့ပါဘူး။ ဒီပုံစံလေးနဲ့လည်းကျွန်တော်တို့အနေနဲ့ Telegram မှာကြည့်ခဲ့တဲ့ဗီဒီယိုတွေကိုရှင်းထုတ်ပြီးတော့ကျွန်တော်တို့ဖုန်းမမ်မိုရီပြည့်နေတာတွေကျွန်တော်တို့ Telegram မှာဗီဒီယိုကြည့်တဲ့အခါ line ထက်တာတွေ line out တာတွေကိုလည်းကျွန်တော်တို့ဒီပြဿနာတွေကိုလည်းဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ Telegram မှာကြည့်ခဲ့တဲ့ဗီဒီယိုတွေများနေလို့ကျွန်တော်တို့ story ပြည့်တာတွေ line ထက်တာတွေမဖြစ်အောင် story Telegram မှာကြည့်ခဲ့တဲ့ဗီဒီယိုတွေကိုရှင်းထုတ်နည်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ